သာလောငါသိကြရသူတို့သာလောဘာလို့မှမကြည့်ချင်ဘူးတော်ဗန်ကမင်္ဂလာပါအလင်းလိုက်ကွန်ရက်ကနေကြိုဆိုပါရရှင်ဒီကနေ့ဖတ်ပြပေးမယ့်စောင်းမကတော့အရေးတော်ပုံကြတဲ့အတွေ့အကြုံအမှတ်30မှာဖော်ပြပါရှိခဲ့တဲ့ခြေခွေဗာရကျဆုံးတာ45နှစ်မြောက်အမည်ရှိစောင်းပါဖြစ်ပါတယ်ဒီစောင်းမကိုရဲဘော်ဖိုးတန်ချောင်းကဘာဩကလောင်ဖြင့ ရေးသားခဲ့တာဖြစ်ပါတယ်။ခြေခွေဗာရတ်ကြဆုံးတာ55နှစ်မြောက်ဗာအောခြေဟာရန်ကီးတွေအတွက်တော့ဒုက္ခပေးတဲ့တရေဖြစ်ပြီးကျူဝတ်ပြည်သူတွေအတွက်တော့ကယ်တင်ရှင်။ကမ္ဘာလူငယ်တွေနဲ့တိုးတက်သူတွေအတွက်တော့စန္နမူနာလူသားဖြစ်တဲ့ခြေဟာစီဝါရေးသမားတွေနဲ့ကြော်ညာလုပ်ငန်းကြီးတွေအတွက်တော့သူဟာတိတ်အတုံးတဲ့အမှတ်တရစိတ်တစ်ခုဖြစ်နေပါတယ်။ ခြေကွေဘာရာကွယ်လွန်ပြီးနောက်45နှစ်ကြာမှာသူ့သမီးအယ်လရာကွေဘာရာကဒီအခြေအနေကို အတော်မကြည်မနှက်နဲ့ပေါ်ထုတ်ရေးသားလှုပ်ရှားနေပါတယ်။ခြေကွေဘာရာရဲ့ပုံတွေဒီနေ့အထိလူကြီးလူငယ်တွေအကြားဘလူပြန်ခက်စားနေကြတာကိုအားလုံးသတိထားမိကြပါလိမ့်မယ်။ poster postcan အလံ gravity နိုင်ငံကြီး t-shirt နေရာကမှာပါပဲ။ဒါတွေကိုသူတို့က တိတ်အလေးမထားပါဘူးဒါပေမဲ့သူ့အဖေရဲ့ပုံတွေကိုစီးပွားရေးလုပ်ငန်းအတွက်မလီမစားနဲ့အသုံးပြတာမျိုးကိုတော့သူတို့ကခွင့်မပြုနိုင်ပါဘူးကျမတို့အနေနဲ့အဖေတက်ပုံတွေကနေငွေရစကောင်းရဲ့မအောင်မိပါဘူးဒါပေမဲ့အဖေကိုမလီမစားတလွဲအသုံးချတာကိုတော့တီးမခံနိုင်ပါဘူးလို့အလေဒါကပြောပါတယ်ဘဂနီဘောင်းမီပေါ်မှာ သူ့အဖေချေရဲ့ပုံပါတာကို သူတို့မတားခဲ့ပေမဲ့ ရက်ပလင်းနဲ့ပုံကိုအတုံးချတာကိုတော့အင်္ဂလန်အခြေစိုက် ကျူးပါနဲ့စီးလုံးညီညွတ်ရေးအသင်းအကူအညီနဲ့ဒါစီပိတ်ပင်ခဲ့ရပါတယ်။အဲ့ဒီလိုတိုးတက်တက်ကြွသူ လူငယ်တွေရဲ့စံနမူနာဖြစ်သူခြေကွေဗာရတဆုံးတာဒီနှစ်မှာ55နှစ်ပြည့်ပါပြီ။နောက်ပြီးဒီနှစ်ဟာ အမေရိကန်ကကျူးပါကို ပိတ်ဆို့တာအနှစ်90မြောက်နေ့လည်းဖြစ်ပါတယ်။စစ်အေးခင်လက်ကျန်ကျူးပါအပေါ်ကုံသွေးစီးပွားရေးနဲ့ ြီးသွားလာရေးပိတ်ဆို့မှုကကျိုးပါနိုင်ငံရဲ့စီးပွားရေးကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။အမေရိကန်ဟာနှစ်စဉ်ဒေါ်လာတန်ပေါင်းများစွာတုံးဆွဲပြီးကျိုးပါနိုင်ငံစီကိုအပြတ်အတန်းလွင့်ချက်တွေထုတ်လွှင့်နေတုန်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံလေးကို ကူးဝင်နေထိုင်သူတွေထဲမှာကျိုးပါနိုင်ငံကလာသူတွေကိုပဲအမေရိကန်နိုင်ငံသားတိုက်ရိုက်ဖြစ်ခွင့်ပေးထားပါတယ်။ချီဂွေဗာရာကိုအပြစ်ရှာသူတချို့က ကြပြရေးကဝါသနာပါတဲ့ခြေဟာတိုက်ပွဲတွေမှာလူတွေတက်တယ်လို့ဝေဖန်တာရှိပါတယ်။ဒါနဲ့ပတ်သက်ပြီး သမီးလုပ်သူက ပြန်ပြောတာကတော့ဒါဟာတော်လရင်လုံနေတာပဲ။ကျမလည်းသွေးထွက်တန်ယူတွေကို မလိုလားပါဘူး။ဒါပေမဲ့တော်လရင်ရဲ့သဘာဝကိုကဒီလိုပဲလေ။တကယ်တော်လရင်မှာ ကိုလိုချင်တာကို အတင်းတိုက်ယူရတာပဲ။ကျမအဖေဟာသက်စွတ်ဆံများလုပ်ရတယ်ဆိုတာကိုသိတာပေါ့။ လိတ်တွေက လူတွေကို မပြက်ညင်းစေတပ်ပြက်နေတဲ့နိုင်ငံတနိုင်ငံမှာပြန်လှန်တိုက်ခိုက်တာတွေပေါ်လာမှာပဲဖတ်တဆိုးသမီးဖြစ်နဲ့ကြီးပြင်းရတာကိုကျမလည်းသဘောမကျပါဘူးအဖေကိုမကျင်လက်ပါဘူးဒါပေမဲ့ကျမအမေကသမီးအဖေကို အရှိတန်းချစ်ပါသမီးအဖေဟာသူ့လောက်ရမှာကိုလောက်တာပါလို့ပြောပါတယ်အဖေကနောက်ဆုံး10မိနစ်အထိသူ့ယုံကြည်ချက်အပေါ်မှာသစ္စာရှိသွားပါတယ် ကျမလေးစားသဘောကျတာဟာဒါပါပဲတကယ်ကြတော့ခြေကွေဗားရကျဆုံးတဲ့အခါမှာ1969ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာမွေးတဲ့အယ်လဒါရဲ့အသက်ဟာ9နှစ်ပဲရှိပါသေးတယ်သူ့ဘေပုံရိပ်ဟာ သူ့ခေါင်းထဲမှာရေးရမြတာရှိပြီး သူ့ခမသူ့ဖေရေးတဲ့ဒိုင်ယာရီတွေနဲ့သူ့အဖေအကြောင်း သူများတွေပြောပြတာတွေကသင့်သိနာလဲယူရတာပါ အထူးသဖြင့်သူခေါ်တဲ့ဘာကြီးစီကပါအဲ့ဒါကဘာကြီးဖီဒယ်ကာစထရိုဖြစ်ပါတယ်ဘာကြီးဖီဒယ်ကကျမကိုအဖေအကြောင်းစိတ်ဝင်စားစရာတွေအများကြီးပြောပြပါတယ်ဒါပေမဲ့ကျမကသူ့ကိုတိတ်အများကြီးမေးလို့မဖြစ်ဘူးဘာကြီးကအဖေအကြောင်းတွေပြောရင်ခံစားချက်တွေပြင်းထန်လာတတ်တယ်ဥပမာတစ်ခုပြောပြပါမယ်ကျမအဖေကလေးလက်သားအလွန်ညံ့ပါတယ်ဒါကြောင့် အဖေမရှိတော့တဲ့နောက်မှာကျမအမေကအဖေရဲ့ဒါယာရီတွေကိုပြန်ကူးပေးရပါတယ်။အမေကူးထားတာတွေကို ရောက်ကက်စထရိုလက်ရှိကျူးဘာသမရနဲ့ဖီဒါကက်စထရိုတို့ကလာယူကြတဲ့အခါမှာအဲ့ဒီနေ့ရောက်လဲဒါယာရီရေးလိရှိမှန်းသိနေတဲ့အမေကရှင်တို့မှတ်ထားတဲ့အချက်တွေနဲ့ကျမကူးပေးတဲ့အထက်ကအချက်တွေကွဲလဲနေရင်ရှင်တို့သူ့နောက်ကိုပဲလိုက်မိလိုက်ကြ။ သူကဒီမှာရှင်းမပြနိုင်ဘူးလို့ပြောပါတယ်။ဒီခါမှာရာဟုကတိတ်ဆိတ်ဆိုပြီး မဟုတ်ဘူးဖီဒန်နဲ့ကျွန်တော်အသက်ရှင်နေသေးသူရဲ့သူဟာလည်းအသက်ရှင်နေမှာပါပဲ။သူကကျွန်တော်တို့နဲ့အမြဲအတူရှိနေတယ်လို့ပြောပါတယ်။အဲ့ဒီခါမှာသူတို့နှစ်ယောက်စလုံးရဲ့မျက်လုံးတွေထဲမှာမျက်ရည်တွေနဲ့ပါ။ချေဟာဗိုလီးဗီးယားမှာမကြဆုံးခဲ့ရင်သူဟာ အာဂျင်တီးနားမှာ အဲ့ဒီကမတရားမှုတွေကိုတိုက်ပွဲဆင်ရင် ကြာဆုံးမှာပါလို့အယ်လီရာရဲ့မိခင်ကပြောခုပါတယ်။ခြေဟာ1952ခုနှစ်မှာသူ့ရဲ့နာမည်ကျော်မော်တော်ဆိုင်ကယ်ပေါ်ကဒိုင်အရီမှတ်တမ်းကိုရေးတော့ကသူဟာအာဂျင်တီးနားမှာကျောင်းတက်နေတဲ့ဆေးကျောင်းသားတစ်ယောက်ပါ။သူ့မော်တော်ဆိုင်ကယ်နဲ့တောင်အမေရိကတရုတ်လှည့်လည်ရင် လူတွေရဲ့စီးရင်မှုတွေကိုမြင်ပြီးနိုင်ငံရေးဘက်ကိုလိုက်လက်နက်ကိုကန်ခဲ့တာဖြစ်ပါတယ်။ ကျူးဘားနိုင်ငံကလမ်းတွေပေါ်မှာခြေရဲ့ရုပ်ပုံတွေကိုထူးထူးခြားခြားချိတ်ဆွဲထားတာကိုတွေ့ရတော့မှပဲအယ်လီရာဟာသူ့အဖေကြဆုံးတာကိုသိရတော့တာပါဘာလို့တလောက်များတဲ့အဖေပုံတွေကိုချိတ်ဆွဲထားကြတာလဲလို့ကျမကမီးတော့ဘသူကမှမဖြေပါဘူးဘပါဖီတဲကတော့ကျမအဖေတက်ခံရပြီလို့ထင်တဲ့အတွက်ကျမတို့ညီမကိုအစိုးဆုံးအတွက်ပြင်ထားကြဖို့ပြောပါတယ်သူကအဖေစီကစာတစောင်ရထားတဲ့အကြောင်း အဲ့ဒီစာထဲမှာသူ့အနေနဲ့သူ့သေးခြင်းသလိုသာတည်ခဲ့ပြီဆိုရင် သူ့အတွက်မငိုကြပါနဲ့လို့ပြောပါတယ်။နောက်တစ်နေ့မှာ အမေစီကို ကျမဆွတ်ပြုတ်သွားပို့တော့အမေဟာငိုနေပါတယ်။သူကကျမကိုထိုင်ခိုင်းပြီး စာတစောင်ကိုပြပါတယ်။စာကိုဒီစာကိုမင်းတို့ဖတ်ရတယ်ဆိုရင်ငါဟာမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ပဲဆိုတာနဲ့အစချီထားပါတယ်။အဲ့ဒီနောက်ဆုံးစာကို ရတဲ့အခါမှာ ကျမအဖေမရှိတော့ဘူးဆိုတာကိုသိရတာပါပဲသူ့အဖေဟာကျူးဘားနိုင်ငံကနေတောင်အမေရိက တိုက်ကိုထွက်သွားပြီးတဲ့နောက်မှာတခါတခါတိတ်တဆိတ်ပြန်လာတတ်ပါတယ်အဲ့ဒီလို ရှားရှားပါးပါပြန်လာတဲ့အခောက်တွေကမိသားစုနဲ့တွေ့တဲ့တစ်ခေါက်အကြောင်းကိုအယ်လီရာကအခုလိုပြောပြပါတယ်အဲ့ဒီတော့ကကျမဟာလင်းနစ်ခွဲလောက်ရှိပါပြီမောင်နေတဲ့အိမ်ခန်းတစ်ခန်းထဲမှာကျမအမေကတလတ်သားရွယ်ကျမရဲ့ အငယ်ဆုံးမောင်လေးကိုပွေ့ချီထားပါတယ်။အမင်းနောက်မှာဆက်ဝတ်စုံနဲ့လူတစ်ယောက်ထိုင်နေပါတယ်။သူက မောင်လေးရဲ့ကောင်းကိုညင်ညင်သက်သက်ပုတ်ပေးနေပါတယ်။ကျမကလည်းအဲ့ဒီအတိုင်းလုပ်နေကြပါ။ဒါကျမအဖေပါပဲ။ကျမကတော့ဒီအဖြစ်အပျက်ကို မနေ့တနေ့ကတုန်းကလိုပဲမှတ်မိနေပါတယ်။အလရာဟာဆရာဝန်တစ်ယောက်ဖြစ်ပြီးကျူပပြည်သူတွေရဲ့အခွင့်အရေးအတွက် တိုက်ပွဲဝင်တဲ့အလုပ်ကို ဆက်လုပ်နေပါတယ်။ 啊！Oh,